NCA စာချုပ်ကိုပြန်လည်ပြင်ဆင်မှုမလုပ်ဘူးဆိုရင်တော့ကြဲနေသေးတဲ့တိုင်းရင်းသားအဖွဲ့တွေမပါလာနိုင်သလိုရွေးကောက်ပွဲအပြီးတက်လာမဲ့အစိုးရရဲ့ငြိမ်းချမ်းလုပ်ငန်းစဉ်အပေါ်မှာလည်းမူတည်နေတယ်လို့နိုင်ငံရေးအတိုင်းဝန်ကပြောပါတယ်။အောက်သူသတင်းပေးပို့ထားတာပါရှင်။တနင်္ဂနွေနေ့ပြုတ်ခတ်တက်ခတ်မှုရဲ့စေးသဘောတူစာချုပ် NCA စနစ်ပြေနှစ်ပတ်လည်နေ့အခမ်းအနားနဲ့ငြိမ်းချမ်းသောမြမအနာဂတ်တည်ဆောက်ခြင်းအလို့ယုံဆွေးနွေးပွဲကနေနိုင်ငံရေးကဏ္ဍအတွက်အကြံပြုချက်48ချက်နဲ့ စီးပွားရေးကဏ္ဍအတွက်အကြံပြုချက်53ချက်ရရှိခဲ့တယ်လို့ထုတ်ပြန်ပေးမယ်။အဲ့ဒီအချက်တွေဟာတိုင်းသားတော်လှန်ရေးအဖွဲ့တွေလိုချင်တဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်အရေးပါတဲ့အချက်တွေမဟုတ်ဘူးလို့နိုင်ငံရေးအတိုင်းဝန်ကပြောပါတယ်။အနာသိစစ်ကောင်စီဟာနိုင်ငံတကာကနေအနာသိစစ်တပ်ကိုတိမက်ပြုထောက်ခံနိုင်မဲ့ဆွေးနွေးပွဲတွေတွစ်ဆုံဆွေးနွေးမှုမျိုးတွေကိုလှောက်ဆောင်နေပေမဲ့ SCA စာချုပ်အပေါ်မှာအခြေခံပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဖော်ဆောင်မယ်ဆိုရင်တုတ်တက်မှုရှိလာမှာမဟုတ်ဘူးလို့လည်းဆိုပါတယ်နောက်လာမယ့်အစိုးရရဲ့ဥမာငြိမ်းချမ်းရေးအပေါ်မှာသူတို့ဆက်မဲ့တဲ့အဖော်ထားလို့လေတောင်းကြည့်ဖို့လိုအပ်မယ်လို့မြင်တယ် NCA စာချုပ်တခုတည်းနေနေဟိုရှင်းကဲပုံနဲ့လေဟိုပြပြဆုံးတဲ့ငြိမ်းချမ်းရေးမော်ဒယ်လကဟိုထည့်အောင်လို့ကမနေတူပြခဲ့တဲ့ဆယ်နှစ်ပြည့်နှစ်ပလည်နှစ်မှာဆွေးနွေးခဲ့တဲ့အလုပ်ရုံဆွေးနွေးခွဲမှာ SCA စာချုပ်ရဲ့အားနည်းချက်အသာချက်တွေအပေါ်မှာဆွေးနွေးခဲ့ကြပြီမဲ့အဲ့ဒီစာချုပ်ဟာတိုင်းသားတော်လှန်ရေးအဖွဲ့တွေဘက်ကအစိုးပြုလာခဲ့တဲ့အချက်တွေပေါ်မှာအခြေခံပြီးရေးဆွဲခဲ့တာဖြစ်လို့အဲ့ဒီစာချုပ်ကိုအခြေခံပြီးရွေးကောက်ပွဲအလုံးမှာပေါ်ပေါက်လာခဲ့မဲ့အစိုးရကငញ្ញန်ရေးလုပ်ငန်းစဉ်တွေကိုဆက်လက်အကောင့်ထဲပေါ်ရောက်မှာဖြစ်တယ်လို့လည်းအဲ့ဒီဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ဒေါက်တာအောင်မျိုးကပြောပါတယ်အဓိကအကြီးလေဆွေးနွေးခဲ့တာတွေကတော့နောက်လာမယ့်အစိုးရအတွက်ကျွန်တော်တို့ ဟိုအဓိကတော့နိုင်ငံရေးရောစီးပွားရေးရောနှစ်ဟိုနှစ်မျိုးပါပဲเนาะဘာတွေပြင်ဆင်ထားရမလဲဆိုတဲ့ဥစ္စာတွေအဓိကပါပဲနောက်ဆုံးကတော့ဘယ်လိုလာမလဲဆိုတာဆိုတာကတော့ဟိုအန်စီဖြစ်နေတာပဲဟိုတတ်မတော်ဘက်ကသဘောထားကတော့ဒီ NCO ကိုသူကခံရမှာရက်တိပေးထားတာပေါ့နော်အရှိအနေထားပဲ NCO ပဲကျွန်တော်အကောင်းဆုံးလို့ပဲအားလုံးအယူဆထားကြတာလေအဲ့ဒီဘောမှာပဲကျွန်တော်တို့ကအချိန်လေးပေါ်မှာပဲကျွန်တော်ကောင်းမွန်ဆက်လက်ပြီးတော့တိဆောက်သွားမယ်လို့သူကအားလုံးကစဉ်းစားကြတာပေါ့နော် တနင်္ဂနွေလုံးပြုတ်ခတ်တက်ခတ်မှုရစေးသဘောတူစာချုပ် NCA ဟာစစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းယူလိုက်တာကြောင့်ပြည့်ပြည့်သွားပြီလို့လက်မှတ်ရေးထိုးခဲ့တဲ့ကရင်မျိုးသားစီယုံခင်းမြူချင်းမျိုးသားတအူ CNF ကျောင်းသားတက်မတော် ABSDF နဲ့ပုံမျိုးသားလက်မှတ်ရေးဖွဲ့ချုပ် PNL အဖွဲ့တွေကထုတ်ပြန်ထားပါတယ်အာဏာသိမ်းစစ်တပ်နဲ့ငញ្ញိုင်းလုပ်ငန်းစဉ်တွေကိုဆက်လက်ဆွေးနွေးနေတဲ့ရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSSSA ကလည်း စစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းယူခဲ့တာကြောင့်ညဉ့်ဉေးလုပ်ငန်းစဉ်တွေရပ်တန့်သွားခဲ့တာလို့ပြောဆိုသလိုတုံးပွင့်ဆိုင်ဆွနီပွဲပြုလုပ်ဖို့ကိုလည်းတောင်းဆိုထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ